င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာအကျန်းဖက်စကောင်းစီဘက်ကအငိမ့်စားဗိုလ်မှူးချုပ်ချုပ်ထုတ်အောင်ဆိုသူပြစ်တက်ခံရမှုအတွက် CCTV မှတမ်းတွေကိုစကောင်းစီရဲ့စစ်ထောင်လမ်းရေးကရရှိသွားပြီးပြစ်ခတ်သူတွေရဲ့လမ်းကြောင်းနဲ့နေရာတွေကိုအပူဓာပြင်းစုံစမ်းစစ်ဆေးနေတယ်လို့ဒီအမှုကိုမမိရင်ယာဒူးပြုတ်မဲ့အရာရှိကြီးဘိုင်းတွေအများကြီးရှိနေတယ်ဆိုပါတယ် ဂင်ဘီနဲ့ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စကောက်စီရဲ့တက်စကန်တွေကိုတခုပြီးတခုတိမ့်ပိုက်လာနေတဲ့ KNL ပူပေါင်းတပ်တွေဟာအဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြောက်ပြည်မြို့နယ်အတွင်းကနောက်ထပ်စစ်ကောက်စီတက်စကန်၄ခုကိုပါတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်လာဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရန်ကုန်မြို့မှာ အချက်ဖက်စကောက်စီဘက်ကအငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ဆိုတဲ့သူပြစ်သက်ခံရမှုအတွက် CCTV မှတ်တမ်းတွေကိုစကောက်စီရဲ့စစ်ထောက်လမ်းရေကရရှိသွားပြီးပြစ်ခတ်သူတွေရဲ့လမ်းကြောင်းနဲ့နေရာတွေကိုအပူတပြင်းစုံစမ်းစစ်ဆေးနေသလိုဒီအမှုကိုမမိရင်ယာဒူးပြုတ်မဲ့အရာရှိကြီးဘိုင်းတွေအများကြီးရှိနေတယ်လို့စစ်ကောင်စီရဲ့ရဲဘက်နဲ့စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုလာပါတယ်။ဒါကတော့မေလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့ကမြန်ကုန်မြို့နယ်အမှတ်9ရပ်ကွက်ရွှေနင်းစီ6လမ်းမှာနေတဲ့ စစ်ကောင်စီတပ်ရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှစတင်ပေးနေသူဝနကျော်ထင်ဘွဲ့ရအငင်းစားဗိုလ်မှူးချုပ်ချိုးထွန်းအောင်ဆိုတဲ့သူကို Golden Valley Warriors တပ်ဖွဲ့ရဲဘော်တွေကသူ့ရဲ့ရန်ကုန်မြို့နေအိမ်မှာပဲတွားရောက်ပစ်ခတ်ရှင်းလင်းလိုက်ရမှာတခါတည်းကိုသိသွားတယ်ဆိုပါတယ် အဲ့ဒီဖြစ်စဉ်ကပတ်သက်ပြီးရန်ကုန်မြို့ကိုရောက်နေတဲ့ဒုစစ်ကောင်းဆောင်စိုးဝင်းကပြစ်ခတ်တဲ့သူတွေကိုမိအောင်ဖမ်းဆီးဖို့အမိန့်ပေးထားတဲ့အတွက်နေရာပေါင်းစုံမှာပုံစံပေါင်းစုံနဲ့ဌာနပေါင်းစုံကပူးပေါင်းထောက်လှမ်းမှုတွေလုပ်နေကြတယ်လို့စစ်ကောင်စီရဲ့ရဲဘက်နဲ့စစ်တပ်တရင်ရှင်းမိကရန်ကုန်ခစ်တစ်ကိုအတိပေးပြောဆိုထားပြီးလက်ရှိမှာလည်း CCTV မှတ်တမ်းတွေကိုစစ်ကောင်စီရဲ့စစ်ထောက်လမ်းရေးကရရှိသွားတဲ့အတွက်ပြစ်ခတ်သူတွေရဲ့လမ်းကြောင်းနဲ့နေရာတွေကိုအပူတပြင်းစုံစမ်းစစ်ဆေးနေသလိုဒီမှုကိုမမိရင်ယာဒူးပြုတ်အရေးယူခံရမယ့်တက်နယ်မှုတွေနဲ့ယာဒူးကြီးပိုင်းတွေအများကြီးရှိနေတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတဖက်က mission ကိုဖော်ဆောင်ခဲ့တဲ့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဖြစ်တဲ့ Golden Valley Warriors တပ်ဖွဲ့ဘက်ကတော့စစ်ကောင်စီရဲ့အခုလိုအပူတပြင်းစုံစမ်းဖော်ထုတ်မှုနဲ့ပတ်သက်ပြီးထူးထူးခြားခြားမှတ်ချက်ပေးဖို့မရှိသလိုဒီ mission ကိုမလုတ်ခင်ကတည်းကပြင်ဆင်မှုတွေအကွက်ချလှုပ်ဆောင်ထားတာဖြစ်တဲ့အတွက်အဲ့ဒီအပေါ်စိုးရင်စရာမရှိပဲလက်ရှိမှာလည်း mission ကိုပြုတ်လုတ်ခဲ့တဲ့တော်လိုင်းကြီးရဲဘော်တွေကဘေကင်းရာကိုရောက်နေပြီလို့မှတ်ချက်ပြုပြောဆိုထားပါတယ်လက်ရှိမှာတော့ပြစ်ခတ်ရှင်းလင်းခံရပြီးတခါတည်းသေသွားတယ်အငိမ့်စားဘုံမှုချုပ်ချိုးထုတ်အောင်စုတ်သူရဲ့မတာချနာယီအတုပကူတော့ မေလ24ရက်နေ့မွန်တက်12နာရီမှာပဲမင်္ဂလာတော်စစ်တင်းကျိုင်းမှာပြုလုပ်မှာဖြစ်ပြီးရက်လည်ကိုမေလ28ရက်နေ့မှာပြုလုပ်မယ်ဆိုတဲ့နာရေးကြေညာချက်ကိုလည်းစစ်ကောင်စီထုတ်တဲ့တင်းစာထဲမှာတွေ့ရပါတယ်ခင်ဗျာတဖတ်မှာတော့ကင်းအင်းမီနဲ့ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စစ်ကောင်စီရဲ့တက်စကန်တွေကိုတစ်ခုပြီးတစ်ခုတိမ့်ပိုက်လာနေတဲ့ဂန်နယ်လီပူပေါင်းတပ်တွေဟာ အဲ့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြောက်ရီမြို့နယ်အတွင်းကနောက်ထပ်စစ်ကောင်စီတပ်စခန်း၄ခုကိုပါတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့နယ်စပ်သတင်းရင်းမြစ်တွေနဲ့ထိုင်းသတင်းတွေမှာပါဖော်ပြထားကြပါတယ်။ဒါကတော့မေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲဒရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ကမြောက်ရီမြို့နယ်တဲမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့ဝေါ်လီကနဲလေးဘလတ်ဒိုနဲ့တေဘောပို့တပ်စခန်းတွေကိုကင်းနလီပူပေါင်းတပ်တွေကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဆိုပါတယ်။ တဖက်မှာလည်းထမ်းမနေစကစကောင်စီရဲ့မော်ခိတက်စကန်ကိုပါမေလာ၂၁ရက်နေ့ကစပြီးတော်လိုင်းတတွေကထုတ်စစ်စင်တိုက်ခိုက်နေရမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီအဲ့ဒီစကန်သိန်းတိုက်ပွဲတွေအတွင်းအကြပ်ဖက်စကောင်စီဘက်ကလည်းသူတို့တက်စကန်တွေမကြအောင် လေကြောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေတဲ့ကြကပဲကန်နလီပူပေါင်းတက်တွေကလည်းစုစုပေါင်းစကန်၅ခုကိုဒပြိုင်နဲ့ထိုးစစ်စင်တိုက်ခိုက်နေတယ်လို့နေဆက်တဲ့ရင်းမြစ်ကပြောထားသလိုထိုင်းတဲ့ရင်းတွေမှာလည်းဖော်ပြထားကြပါတယ် တဖက်ကထိုင်းစစ်တပ်ကလည်းအဲလိုနေဇက်တလျှောက်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ထိုင်းဘက်အချမ်းကနေစစ်ရေးတုံးပြင်းချထားပြီးမြန်မာဘက်အချမ်းကတိုက်ပွဲတွေကိုအမြဲတမ်းကင်းထောက်ပြီးတော့စောင့်ကြည့်နေကြတယ်လို့လည်းထိုင်းစစ်တပ်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာလေပဲခူးတိုင်းကတောင်ကူမြို့နယ်အနီးဆုံးအထိတိုက်ပွဲတွေရောက်လာပြီးအမြန်လမ်းမကြီးမိုင်းတိုင်းအမှတ်149နီးမှာပါတိုက်ပွဲတွေဖြစ်ပွားလာနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အခုရပ်ပိုင်းတွေအတွက်မှာပဲ ဘကိုးတိုင်းကစစ်ကောင်စီတပ်စခန်းတချို့ကိုခက်စစ်စိတ်တိုက်ခိုက်သိမ်းပိုက်မှုတွေလှုပ်လာနေတဲ့တော်လိုင်းပူပေါင်းတပ်တွေဟာတောင်ကူမြို့နယ်အနီးဆုံးအထိထိုးဖောက်လာနေပြီးမေလ22ရက်နေ့ဖြစ်တဲ့မနေ့ကဆိုရင်တောင်ကူမြို့အနောက်ဘက်အမြန်လမ်းမကြီးမိုင်းတိုင်140ခုအနီးမှာပါတိုက်ပွဲတွေဖြစ်ပွားလာတယ်ဆိုပါတယ်အဲ့ဒီမှာတိုက်ပွဲတွေပြင်းထန်နေတာဟာစစ်ကောင်စီကလေကြောင်းပစ်ကူတွေဒရဇက်ပေးရတဲ့အထိဖြစ်ပွားနေပြီးစပားကျွဲချေးရွာပတ်ဝန်းကျင်ကိုလည်းစစ်ကောင်စီကတိုက်လေရင်နဲ့ရောရဟတ်ရင်နဲ့ပါပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်အနီးပတ်ဝန်းကျင်ကချက်ယိုးပင်ဇီးပင် တောပုနဲ့ငုံမင်းချင်းရွာတွေကပြည်သူတွေပါဘေးလို့ရကိုတင်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့ဒေါ်လာရေးပူပေါင်းတက်တွေဟာအဲ့ဒီဘကိုးတိုင်းပြည်ခရိုင်တဲကစစ်ကောင်စီရဲ့တိန်ကုန်းတာဝါတိုင်းတက်စကန်ကိုမေလ19ရက်နေ့ကပဲတက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ဘကိုးတိုင်းနတလင်းမြို့နယ်မှာအချက်ဖက်စကောင်စီတက်ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုရန်တပ်သားတင်နိုင်ဝေလင်းနဲ့ရာဇာမင်းဆိုသူတို့၂ဦးဟာလက်နက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်လို့ ဒါယာဝရီ KNP ရဲ့အမှတ်1တရင်ကသတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့မေလ19ရက်နေ့ကပဲဘကိုးတိုင်းနတ်လင်းမြို့နယ်မှာအချက်ဖက်စကောက်စီတပ်ကပေါ်တာဆွဲဖမ်းဆီးတာကိုခံရတဲ့စစ်မှုရန်တပ်သား၁နိုင်ဝေလင်းနဲ့ရာဇာမင်းဆိုသူတို့နှစ်ဦးဟာစကောက်စီတပ်စစ်ကြောင်းနဲ့အတူပြင်ပုံကျေးရွာကိုရောက်လာတဲ့အချိန်သူတို့ကင်ဆောင်တဲ့တနက်နဲ့အတူတော်လိုင်းတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်မှုရန်တပ်သား၁နိုင်ဝေလင်းနဲ့ရာဇာမင်းဆိုသူတို့နှစ်ဦးကို ဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားပေးထားပြီးသူတို့နှစ်ဦးကတော့စစ်ကောင်စီကိုဒေါ်လာရေးတက်တွေနဲ့အတူပြန်လည်တိုက်ခိုက်မယ်ဆိုပြီးတော့လည်းပြောထားသေးတယ်လို့ Diary KPD အမှတ်တက်ရင်ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းက TNL တင်ပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုအချမ်းပတ်စစ်ကောင်စီတပ်ကတိုက်လေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေရမှာအစိမ့်ငွေဘုံတွေပါကျင်းချသွားတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်ဒါကတော့အချမ်းပတ်စစ်ကောင်စီတပ်က တင်းနယ်လေးတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေရမှာမေလ20ရက်နေ့ဖြစ်တဲ့မနေ့ကပဲနောင်ချိုမြို့နယ်အုံမတိချေရွာကိုလေနဲ့လာပြီးဘုံတွေကျဲချသွားပြန်နေဆိုပါတယ်အဲလိုပဲမေလ21ရက်နေ့ကလည်းအဲ့ဒီအုံမတိချေရွာကိုပဲစစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲသွားရမှာအစိမ့်ငွေဘုံတွေပါကျဲချသွားခဲ့တယ်လို့မေလ20ရက်နေ့ကလည်းနောင်ချိုမြို့နယ်ဟိုကိုချေရွာကိုပါလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတယ်လို့တင်းနယ်လေးကထုတ်ပြန်ထားပါတယ်တစ်ဖက်ကအကြမ်းဖက်စစ်ကောင်စီကတော့ မေလ31ရက်နေ့အထိသူတို့စစ်တပ်ဘက်ကအပြစ်ရထားပါတယ်ဆိုပြီးကြေညာထားပေမဲ့လက်တွေ့မြေပြင်မှာတော့တင်းနယ်လေးတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေမြေပြင်စစ်ကြောင်းထိုးတာတွေတောက်လျှောက်လာလုံနေတယ်လို့လည်းတင်းနယ်လေးကထုတ်ပြန်ထားပါတယ်ခင်ဗျတပ်ဖက်မှာတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာ ဟစ်ဖို့နဲ့ရပ်ဂီတသမားဆိုသူအစဲလို့ခေါ်တဲ့ကိုထက်ဝေယံကိုအချမ်းဖက်စကောင်းစီတက်ကညာတကောင်းရဲ့အချင်းဝင်ရောက်ဖန်စီပြီးအเจ้าမဲညှဉ်းပန်းနှိပ်စက်တက်ဖြတ်လိုက်ကြတယ်လို့တိတ်ဆုံးသူနဲ့နှိစက်သူတွေကရငုံခစ်တဲ့ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ20ရက်နေ့ညပိုင်းမှာပဲပတိန်ကြီးမြို့နယ်ကလားကြီးချန်ကျေးရွာနေအသက်24နှစ်အရွယ်ကိုထက်ဝေယံဆိုသူကိုစစ်ကောင်းစီတက်ကဘာပြစ်မှုမှမရှိပဲအိမ်တဲ့အထိအเจ้าမဲလာရောက်ဖန်စီသွားပြီးနောက်တည့်ရက်ဖြစ်တဲ့မေလ21ရက်နေ့မှာတော့ မိသားစုကိုမန္တလေးစေယုံကြီးကယင်ခွဲယုံမှာအလောင်းရောက်နေပြီဆိုပြီးတော့ဆက်သွယ်လာသလိုဘာအပြစ်ရှိလို့တေဆုံးတဲ့အထိဖြစ်သွားတာလဲဆိုတာကိုတော့အဖြစ်ပြန်မပေးဘူးလို့ဆိုပါတယ်။အဲဒီနောက်မိသားစုဟာမန္တလေးစေယုံကြီးကယင်ခွဲယုံမှာအလောင်းသွားကြည့်တဲ့အခါမှာတော့ဒီကိုလုံးညှိမှနှိပ်စက်ခံထားရတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့တေဆုံးခဲ့ရတာကိုတွေ့ခဲ့ရပြီး အဲ့ဒီတည်ဆုံးသူအစ်ဇဲလို့ခေါ်တဲ့ကိုထက်ဝင်းရဟာဘာပြစ်မှုမှလည်းမလုပ်တလို့သူဟာ hip hop နဲ့ rap ဂီတသမားတူဖြစ်တယ်လို့လည်းသိရပြီသူတည်ဆုံးတဲ့အချိန်မှာတော့သူမှာဇနီးနဲ့နှစ်နှစ်ခွဲသမီးလေးကြံ့ရစ်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ